အာအားလုံးမင်္ဂလာပါဗျအဲ့တော့ကျွန်တော်ဒီနေ့ကတော့ကျွန်တော်ဒီ comment လေးကိုပြန်ပြောထားပြီပဲเนาะဆိုတော့ကလေ BNB ၅ခုလောက်ကင်ထားရင်ね long shoe market drop ဒီ Sherlock Rowe စတော့ရနိုင်တာရိယတလဘလောက်အကြမ်းမင်းရနိုင်မလဲပေါ့เนาะအဲ့ဒါကြတော့လေကျွန်တော်တို့ကဘယ်လိုခေါ်မလဲကိုရှိမှာရှိနေတဲ့ crypto ပမာဏကိုမူတည်ရေးဗျဒါကကျွန်တော်တို့အတိအကျပြောလို့မရအောင် အဲ့တော့အခုအခုရှိမှာ BNB 1000ဒေါ်လာ1000ဘူးရှိတယ်ဆိုလို့ရှိရင်1000နဲ့ညီမျှတဲ့ အကျိုးမြတ်ရမယ်။အာကျွန်တော်တို့ကအာသူတို့လာစဉ်လောက်ရှူးတွေမဂဒရော့တွေပြီးတော့တီဂျီတွေကဘလောက်လာမှန်းမသိဘူး။တေချာတာတစ်ခုကတော့အကိုရှိမှ BNB ပမာဏများရင်များသလောက်အကိုကအကျိုးမြတ်ရရှိနိုင်မှာဖြစ်ပါတယ်။အကော BNB ပမာဏများရင်များသလောက် USDC ရှိရင် USDT ပမာဏများရင်များသလောက် USDT ရှိရင် USDT ပမာဏများရင်များသလောက်ကျွန်တော်တို့ကလောက်ရှူးတွေကနေပြီးတော့ ဒါမှမဟုတ်မကဒရော့တရားနေပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ TG ပေါ့နော် token generation event တွေကနေပြီးတော့ကျွန်တော်တို့လာစင်အကျိုးအမြတ်ရနိုင်ပါတယ်။များရင်ကျွန်တော်မှကျွန်တော်တို့မှရှိတဲ့ Binance မှာဆိုလို့ရှိရင် Binance ကနေ native token ဖြစ်တဲ့ BNB ပမာဏများရင်များတဲ့လောက်ကိုအကျိုးအမြတ်လုံးဝလုံးဝရနိုင်တယ်လို့ကျွန်တော်ကတော့အာမခံတယ်။ဟုတ်ပြီနော်။ဒါပေမဲ့ GBNB ပမာဏနည်းရင်တော့ဟိုဟိုဘယ်လိုပြောရမလဲ။ ဟိုဟာပေါ့နော်ဟိုဒီကနေပြီးတော့လာစင်အဲအဲ့ဒီလောင်ရှူးတွေမက်ကဒရော့ပ်တွေပြီးတော့တီဂျီတွေကနေပြီးတော့လာစင်စားဖို့တကတော့တိတ်အဆင်မပြေဘူးပမာဏများရင်တော့ကြိုက်တယ်ဗျနော်တီဂျီလောင်ရှူးနဲ့မကဒေါ့တင်ပဲကျွန်တော်ပမာဏတော်တော်များများရှိတယ်ဆိုလို့ရှိရင်တော့ကြိုက်တယ်နော်โอเคအားလုံးကျေးဇူးတင်ပါတယ်